အားလုံးမင်္ဂလာပါကျွန်တော်လူတချို့ပြောကြတာရှိတယ်ယုံကြည်မှုတွေပျောက်ဆုံးနေတယ်အလန့်တွေပျောက်နေတယ်ဘာလို့လောက်အောင်မသိဘူးဆိုပြီးတော့စသဖြင့်တော့ကျွန်တော်ဒါမျိုးဖြစ်တတ်တယ်တကယ်တမ်းကျတော့ကျွန်တော်တို့ကိုယ့်ကိုယ်ကိုယုံကြည်မှုဒီ self confidence တော့ကကိုလှုပ်ထားတဲ့ reset တွေရလတ်တွေကနေပြီးတော့ရလာတာဖြစ်ပါတယ်ဥပမာကျွန်တော်အာမိတ်ဆွေတန်းမှာဒီ size ရတချို့ရှိတယ်သူစောက်တော့ကဒီတောင်းချီပြီးတော့ရရတာတွေရှိတယ်တချို့ဆိုရင် သူစာအုပ်ကတစ်နှစ်တွင်းမှာဒီ၅6ကြိမ်အထိပေါ့နော်ရရတာလည်းရှိတယ်တကယ်တမ်းကျတော့သူတို့တွေဒီစာအုပ်တွေမထုတ်ခင်ဆက်ဆက်ရတဲ့အချိန်မှာဒီလောက်ထိရောင်းအောင်မလို့လည်းမထင်ထားဘူးဒီလောက်ထိအပေါ့မလို့လည်းမထင်ထားဘူးတချို့ဆိုရင်ဆက်ဆက်ရေးဖို့တော့သူတို့မခက်ခဲတဲ့ရှိတယ်ငါရေးနိုင်ပါမလားငါရေးရအဆင်ပြေပါမလားစာပေသက်ကလက်ခံပါမလားငါထုတ်တဲ့စာအုပ်ကစာပေသက်ကလက်ခံပါမလားဘာလို့စသဖြင့်ဖြစ်ကြတယ်ဆိုတော့ဟိုသူတို့ရလာတဲ့ယုံကြည်မှုက ဒါသူတို့လှုပ်ထားတဲ့ဒီအလုတ်နောက်ရလာတဲ့ reset ပေါ့ကွဒီကနေလာတယ်နောက်ပိုင်းသူတို့ဒီ saudi ထုတ်ထားတယ်ဒီပြိတ္တအပိမှုအတိုင်းအတာတစ်ခုရောက်တဲ့ချိန်မှာယုံကြည်မှုရတယ်နောက်ပိုင်းမှာနောက်ထပ်နောက်ထပ် saudi ဆက်ရည်ဖို့အတွက်သူတို့တော့ကတော်တော်လေးလွယ်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲဒီလိုပဲကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တယောက်ရှိတယ်သူဆိုရင်ခဏခဏပြောပါတယ်သူဒီ professional ဘဝမှာဒီငွေရှာတာနဲ့သူကိုယ်ပိုင်လုပ်ငန်းစတဲ့ချိန်မှာ ငွေရှာတာ ਨੇ တော်တော်ကွာတယ်ဗောနော်ကိုယ်ပိုင်လုပ်ငန်းအရှင်တစ်ခုရသွားတဲ့အချိန်မှာသူတို့အငွေရှာတာအလောက်ထိတိတ်ပြဿနာမရှိတော့ဆိုပြီးတော့အဲသူပြောမှုတယ်အဲသူတက်ကဒီ40လောက်ရှိပြီသူ professional အနေနဲ့ဒါလှုပ်လာတာနှစ်ပေါင်းများစွာလှုပ်လာတယ်ဝင်ငွေတစ်ခုလည်းကောင်းတယ်ဒါပေမဲ့အဲသူရဲ့လုပ်ငန်းနဲ့သူအရှင်တစ်ခုရသွားတဲ့အချိန်မှာတော့အဲဒီငွေကြေးဖန်တီးမှုနဲ့ပတ်သက်လို့အရာတက်သူအများကြီးပိုအဆင်ပြေလာတယ်ဗောနော်ဆိုတော့သူဆိုလဲဆက်ဆက်ချင်းမှဒီလုပ်ငန်းလုပ်ဖို့အတွက်အတူမှယုံကြည်မှုအလောင်းမရှိကျွန်တော်တို့ ီမကြောက်နှပြောပြတယ်ခင်ဗျားအသက်ရွယ်ရနောက်ခင်ဗျားဒီလုံနိုင်စွမ်းရဒါကိုယ်ပိုင်လုပ်ငန်းစတင်နေပြီပြောတယ်အဲဒါမဲ့ तू ဖြစ်မှာဖြစ်ပါမလားငါလုံမှာလုံနိုင်ပါမလားလုပ်ငန်းအဆင်ပြေပါမလားဆိုပြီးတော့အဲ့သူဆိုရင်ပူပန်မှုနဲ့သူကသူယုံကြည်မှုမရှိဘူးဗောလေအဲ့အချိန်မှာ तू တော်တော်နဲ့မစပြူဒါပေမဲ့တကယ်တည်းစပြတဲ့အချိန်မှာ तू လှုပ်တယ်အချိန်တစ်ခုပြီးပြီးတော့လှုပ်လာတဲ့အချိန်မှာဒါခုဆိုရင် तू လုပ်ငန်းအချိန်တစ်ခုရနေပြီဗောနော်ဆိုတော့ကျွန်တော်ကိုယ့်ကိုယုံကြည်မှုဆိုတာကိုလှုပ်ထားတဲ့အလုပ်တွေ ကိုလှုပ်လို့ရလာတဲ့ reset တွေပေါ့နော်ဒီပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရလာတာဒါကိုကိုလည်းပြန်စဉ်းစားကြည့်လို့ရတယ်ကျွန်တော်လက်ရှိကိုရောက်နေတဲ့အခြေအနေဒီတစ်ချိန်တော့ကျွန်တော်တို့ဒီအခြေအနေရောက်မယ်လို့ထင်ချင်မှထင်မယ်အဲဒီအခြေအနေထိရောက်အောင်လုပ်နိုင်ပါမလားလို့ကျွန်တော်တို့စဉ်းစားပြစ်ခဲ့တာတွေအများကြီးပေါ့နော်ဥပမာ career ရွေးချယ်မှုနဲ့ပတ်သက်လို့အခုရအသက်မွေးကြောင်းနဲ့ပတ်သက်လို့ဒါအများစုက25 25နောက်ပိုင်းမှာတချို့ဆိုရင်အတိတ်ကြဖြစ်ကြတယ်ပေါ့နော်ဆက်ဆဆချင်းမှာကျွန်တော်တို့ကကိုလုံနေတဲ့ career အဒီလောက်ကိုကျွန်တော်အဆင်ပြေအောင်လုပ်နိုင်ပါမလားဒီချိန်လေးလေးရောက်နိုင်ပါမလားကျွန်တော်စိုးရိမ်မှုတွေရှိခဲ့တယ်ယုံကြည်မှုတွေအားနေခဲ့တယ်ပေါ့နော်ဆက်ဆာကြင်မှာဒါပေမဲ့ကျွန်တော်တို့ကလုံရင်းလုံရင်းနဲ့ယုံကြည်မှုတွေဆိုတာရလာဒီလိုပဲကျွန်တော်တို့လုပ်တယ်ရလတ်တွေရလာတယ်ဒီကနေကျွန်တော်တို့ဒီယုံကြည်မှုတွေရလာဒီယုံကြည်မှုကိုအခြေခံပြီးတော့ကျွန်တော်နောက်ထပ်နောက်ထပ် reset တွေရအောင်ကျွန်တော်တို့ကဒီဖန်တီးနိုင်ကြတာလို့ဒါပြောလို့ရပါတယ်ဆိုတော့လုံးဆရာရှင်လုတ်ဖို့လို့လေပြပြေဆုံးမှာတို့ကျွန်တော်ဘယ်ချိန်နေရောက်မှာတို့ဟိုကို ဘာတွေဖြစ်လာမှာတို့ဒါမျိုးကျွန်တော်စောင့်နေတာ ਨੇ ဆိုရင်ကိုလုတ်ဆရာရှိတာလို့စောင့်နိုင်တဲ့ခြေအနေနဲ့စအဲကျွန်တော်တို့အမားတွေလောက်ခံဒီအမားတွေကနေကျွန်တော်တို့ကပြန်ပြီးသင်ယူဖို့လိုတယ်ကျွန်တော်တို့လိုအပ်ချက်တွေရှိရင်ဒီလိုအပ်ချက်ကိုကျွန်တော်တဖြည်းဖြည်းနဲ့ဖြည့်ရင်းနဲ့လှုပ်သွားဖို့လိုတယ်ပေါ့အရေးကြီးတာကကျွန်တော်တို့ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာဒီတိုင်းပြရအောင်ကျွန်တော်တို့အလုပ်တွေလုပ်ရင်ကျွန်တော်တို့ရလက်တွေယူရင်းနဲ့မှဒီကနေကျွန်တော်ယုံကြည်မှုကရလာတာဖြစ်ပါတယ်တို့တိုင်ငွေချင်းနဲ့စီးပွားဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ် आलोचित हैं मार